ချုပ်တော့မလားမြင်တဲ့အတိုင်းပဲမိုးကတော့ချုပ်ခံနေပြီချုပ်တော့မချုပ်သေးဘူးเนาะဒါကူဆရာတို့ဘယ်သွားနေလဲဆိုတော့ အာမေရီလန်းကနေပြီးတော့လန်ကစတာကိုသွားနေပါတယ်နော်အခုလမ်းကိုရောက်ပြီအခုဖြေးဆက်နေပြီဖြစ်တယ်နော်လာမယ့်ဆယ်ရက်အတွက်ခီးသွားနေတာပါအားကြောင့်မို့အာခီးသွားရင်လည်းနည်းနည်းကြောညာလေးပေါ့နော်ကြောညာလေးဝင်ကျင်တယ်ဆိုတော့အခုဘယ်လိုသွားနေရလဲဆိုရင်လန်ကစတာကိုသွားနေရဖြစ်တယ်ဆိုတော့ okay ဆက်တက်လည်လိုက်မယ်တရာဟယ်လိုမင်္ဂလာပါနော်ဆရာကလန်ကစတာကိုသွားနေပြီဒီမှာဘေးမှာဖြေးဆက်ပေးမယ်အာ မင်္ဂလာပါကန်နိုဒီကန်နိုဒီဆိုကိုနီဒါနော်ကန်နိုဒီကိုရီးယားလိုနာမည်ကန်နိုဒီဂျပန်လားပါအော်ဂျပန်ဂျပန်နဲ့ပေါ့ကန်နိုဒီမစ္စတာကန်နိုဒီဘာမလို့ကြတော့မစ္စတာကိုနီဒါကိုရီးယားလိုပါအောင်နည်းနည်းဒါဟုတ်ကဲ့။ကျွန်တော်ရင်းနှီးမှရှိရလေးပြောပြပါအောင်။ဟုတ်။အာကျွန်တော်တို့ Maryland နေပြီးတော့ Lancaster သွားနေတယ်။ အဲပြီးရင်ဒီရပိုင်းတော့တစ်ချင်းတိုက်ပါဗောနော်ဆရာอืมတစ်ချင်းတိုက်မယ်ပြင်ဆင်မယ်အဲဒီ Friday ဒီဗောဟော Friday ဒီပြင်ဆင်ရမယ်ပြီးရင်စနေနေ့ကတော့ပွဲဗောနော်ပွဲဆိုတော့ဒီ Evangeli ရဲ့စပြီးပွဲစပြီးဗောနော်အဲ့ဒီမှာနှစ်ရက်ပါဝင်မယ်ဗောအာအားလုံးဒီရက်ကစားမရှိရဲ့ဒီကမ္ဘာမှာလည်းအားလုံးလာရောက်ဖို့ဖိတ်ခေါ်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ပြီအားလုံးမင်္ဂလာပါเนาะ နော်မစ္စတာကာလိုဒီပြောသွားပြီနော်โอเคခုနိတာပြီးတော့ကျွန်တော်လည်းနော်ဆိုတော့ဒီကိုမမတွေဒီ language center မှာရှိရဲ့ဒီဝင်ရောက်စီတိုင်းကိုခေါ်ပြပါတယ်နော်ဆိုတော့ရောက်စီတိုင်းထော်လန့်လာပြီဘုယေရှုနာမ၌နော်ကျွန်တော်တို့ဟိုနေ့ကပြောသလိုပေါ့နော်အတူတကွချီးမွမ်းကြမယ်တည်ဆောကြမယ်ခုနိတာကတော့ဆရာနဲ့တူတူတခါလဲပါလာတယ်အမှန်တော့အားလုံးတူသွားဖို့ပဲကွယ်လက်စလဲဒါပေမဲ့ကွယ်လက်စအဲ့လီပြန်ရတယ်ကွယ်လက်စပြန်ရတဲ့အတွက် ကိုလည်းစားတော့ပါမလာဘူး तू လေပြန်နဲ့ပြန်လိုက်လာမယ် तू ဆက်တည်းပြန်အမိပြန်လာမယ်ဘာလို့ကဒီကိုလီတာနဲ့ဆရာနဲ့ကတော့အခုကားနဲ့သွားနေပြီဆိုတော့ဘာလေးတခုခံစားရလဲဆိုရင်ထဲမှာခံစားချက်လေးတခုဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်အရင်ကညီမကြီးမအေဝံဂေလိနော်သွားခဲ့တယ်နေပေါင်းဆောင်ကိုနော်အေဝံဂေလိကြီးစင်နေဟိုးနော်တော့တော့ရမချမ်းနော်တောင်ပေါ်လဲသွားတယ်တောင်အောင်လဲသွားတယ်မြို့လဲသွားတယ်တောလဲသွားတယ် သွားခဲ့ရတယ်လွန်ခဲ့တဲ့အနှစ်30ကျော်လောက်ကပေါ့နော်ဆိုတော့အဲ့မှာဂိုလီတာကိုလည်းနော်သူတို့လည်းပါတယ်နော်နေပေါင်းဆောင်သွားခဲ့ရအခုဒါပဲကျေးဇူးတော်ကြောင့်ဒီနေ့ဘုရားသခင်ကအမေရိကန်နိုင်ငံမှာဟိုကုန်းကဆရာတို့ကိုဒီဗမာပြည်မှာအေဝကလေးသွားခိုင်းခဲ့တာဘာအတွက်လဲဆိုတော့အခုသဘောပေါက်လာဟိုမှာ training ပေးလိုက်တာอืมနေထိုင်စားတောက်ကစားအားလုံးနော်ဒီအတွေ့အကြုံတွေပြေးလိုက်တာဘာလို့လဲဆိုတော့ဒီနေ့အမေရိကန်မှာဒီလိုသွားဖို့ အဲဘုရားကပြင်ဆင်တာပေါ့နော်အခုလဲဆရာတို့ဒါကြောင့်ဩဘာကြောင့်ဓာရီဖြစ်ပြီးလောရလဲဆိုတာကိုလုံနေရင်လုံနေရင်လည်းဘုရားဖွင့်ပြတာပေါ့နော်ဆိုတော့လည်းခုလိုသွားနေနေဩအရင်တော့ဆိုရင်ဧဝံဂေလိတွေသူများတွေဥဆောင်တာကိုတွားတယ်အခုကျတော့အာဒီဆရာတို့ကဥဆောင်ခဲ့တဲ့ဆရာကြီးတွေလည်းမရှိတော့ဘူးနော်ဆရာကြီးဒေးဗစ်ယုံကိုလို့ပါဆိုပြင်သွားပြန်သွားပြီအိမ်တော်ပြန်သွားကြပြီဆိုတော့အခုဒီနေ့ကျတော့ကိုရီလက်အလက်ရောက်လာတော့နော်ကိုရီကပြန်ဥဆောင်ရင်းနဲ့ဘုရားကပြန်လဲပြီးတော့ကျေးဇူးတော် ချိန်မှလည်းဘုရားကပြန်လဲပြီးတော့ဒီရရရပြီးပြီးတော့သူသည်အမေရိကန်နိုင်ငံထဲမှာเนาะ state to state အာဗမာနိုင်ငံမှာတော့ oh sorry အမေရိကန်နိုင်ငံမှာတော့ state က90ရှိတယ်။ဒါပေမဲ့ဗမာတွေတော်တော်များများတော့90လုံးနီးပါးတော့ရောက်နေပြီ။เนาะနဲတာများတာပဲกว่าတယ်။ဆိုတော့ဆရာလည်းရတဲ့နေရာကိုရသလိုသွားမှာဖြစ်တယ်။ဆိုတော့ဒါကတော့အခုက intro ပေါ့ဒါအစပေါ့เนาะအစအူဆောက်ဆက်သွားတာဖြစ်တယ်။ဆိုတော့ San Francisco ကစတယ်ဒီနေ့မှာပြီးတော့အခု Maryland ပြီးသွားပြီ။ being, like I start being New York City, Nashville, uh, uh, Tennessee, being Chicago, uh, Fort Wayne, and Texas, oh, Colorado, Denver, and Minnesota, Indianapolis, PA, Salt Lake City, no, yeah, ။အဲဆို California မှာ LA မှာလည်းပြန်ဆွဲအောင်မှာ။နော်တနေ့ပါပြန်ဆွဲမှာ။ဆိုတော့ဖျားကနေရာတိုင်းမှာနော်အခုလည်းဗမာပြည်သားတွေအများကြီးဖျားဒီ American တွေကိုပို့လိုက်တယ်နော်။ဆိုတော့အလကားမဟုတ်အเจ้าမဲမဟုတ်ဒါတွေကအားလုံးကိုဖျားကသူ့ရဲ့ agency နဲ့ပေါ့နော်။သူကတော့နော်သူ့ရဲ့အလိုတော်တွေကိုသူကငားတွေကိုမြုံသွင်းတယ်လို့ပေါ့နော်။သွင်းတယ်ဒါမဲ့အာ AC ဝင်လာတဲ့သူကမြုံနဲ့ရောက်သွားရင် blessing ခံစားရမယ်။ဒါပေမဲ့မဝင်တဲ့သူတွေကတော့ဒါကတော့တပိုင်းပေါ့နော်။ဆိုတော့ဒီထဲမှာကျေးဇူးတော်ချီးမွမ်းတယ်အခု ဖရာရဲ့ဧဝံဂေလိခီးစင်မှာဆရာတို့သုံးတော်ခံရတယ်နော်ဖရာအထူးပဲကျေးဇူးတင်တယ်ဒီထဲမှာတစားပလာဖြစ်သုံးခံရတဲ့အထူးသဖြင့်ဒီမှာဝမ်သာလာဆရာနော်အဲလက်ဆိုဆိုပြောင်းလဲပြီးတော့အဲလက်ဆက်ပြန်ပြီးအသုံးတော်ခံလာရတယ်ပြီးတော့ဒီမှာကွန်နီတာနော်ညီတာဆိုလဲတာတကယ်ဟိုးတဲ့ကဒီဧဝံဂေလိထဲမှာသူလည်းဘာမှမသိဘူးနော်ဖရာလိုက်တီးဆိုကလေးဘွားတွေကလိုက်တီးတာနော်သူဆိုမနေ့ကသက်သေခံရနော်၁၂နှစ်နော်ဖရာအတွက်သူစက်ကတ်တယ်တရက်ပဲပြက်တယ်နော်ဆောင်းဝဲဖြေဖို့ တော့ဒီရားလေးကိုပြန်ရေးထွက်လိုက်တော့အော်ဖခင်ကနော်ဘာဖြစ်လို့ဒီနေ့ဒီမှာလာပြီးဒီမှာထားပြီးဓာတ်ကြီးလောက်ရလဲဆိုဟိုတုန်းကကိုဘလိုတွေပါဝင်ခဲ့တယ်လှုပ်ဆောင်ခဲ့တယ်ဆိုတဲ့အရာလေးတွေကဖခင်ကအကုန်လုံးရေးထွက်ထားတယ်နော်ဒါကြောင့်ကျွန်တော်လည်းဒီမှာအခုပြန်လည်ပြီးတော့နော်ဒါ blessing ပေါ့နော်ပြောမယ်ဆိုရင်တော့ဒီလိုအမေရိကန်နိုင်ငံကြီးမှာကျွန်မကြီးမှာသွားရတော့ခက်ခဲပါတယ်အရင်တော့တချို့ဆိုကားလမ်းမပေါက်ဘူးနော်လမ်းလျှောက်တယ်ရွာတွေဝင်ရတာရှိတယ်နော်ဟိုဒီ music ပစ္စည်းဆိုကွက်ကိုထားရတယ် နွားလဲရင်လည်းဆွဲရတယ်နော်လဲရင်လည်းဆွဲရတယ်နော်ဆိုကျွန်တော်မျိုးမျိုးသွားခဲ့ဘူးလေမောင်းကုံလန်းရေလန်းမိရထားအကုန်လုံးသွားခဲ့ဘူးလေဆိုတော့ဒါတွေကဘုရားသခင်ကဒီအရာသွားခဲ့တဲ့အချိုးလေးတွေကိုကျွန်တော်တို့ကိုပြန်ပြီးတော့ bless လုပ်တယ်ဗောနော်ဒီမှာပြန်ပြီးတော့တော့ဒီမှာဒီနိုင်ငံမှာကတော့လေပြန်တဲ့ကားဗောနော်နှစ်ခုပဲရှိပါတယ်အာလေပြန်တဲ့သွားရင်သွားမသွားရင်ကားနဲ့သွားဗောကျွန်တော်ကတော့ကားနဲ့သွားတယ်ဟောဒီမျိုးဝင်ဒီမျိုးထက်ကိုကားနဲ့သွားတာပို့ပြီးတော့ဟောဖြစ်တယ်အဆင်ပြေတယ်ကျွန်တော်တို့ကဆိုတော့အားကြောင့်ကားနဲ့သွားရတယ်ကျေးဇူးတော်ပဲဆိုတော့ anyway ။ဘာပဲဖြစ်ဖြစ်ဒါဘုရားကသူ့ရဲ့ shame sorry ရဲ့မဟာအကြံစီဖြစ်တယ်။ကြောင်ချင်းတော့ရောက်စီတိုင်းဒီနေ့တတိယပြီးအရဝေးမှာရှိရလူတွေလည်းဆရာတို့လာမယ့် Saturday မှာဒီ Gospel Concert 2 Evangelical Season ဖြစ်တယ်။တော့ရှိရနေမှာဆရာမြေနဲ့ပြောလို့ပါဝင်ပါ။နော်တင်ပလိုပါဝင်ခြင်းလဲ။နော်ဆူတောင်းခြင်းအစာချောင်ဆူတောင်းခြင်းနဲ့တို့ပါဝင်နေအရန်ကျေးဇူးတင်တယ်။အဲ့ဒါကြောင့်လည်းဒီမှာအဆင်ပြေတယ်ပြီးခဲ့တဲ့ဘက်ကအော်ပွင့်ရနော်ဒီခန္ဓာကိုယ်ထဲမှာအနာရောဂါဖြစ်တဲ့သူတွေ မလွတ်မြောက်ခြင်းရတယ်ဟိုမှာတော့ပြောင်းလဲသွားကြပြီတော့လွတ်မြောက်သွားကြပြီတော့ပြီးတော့ဝိညာဉ်တွေဝိညာဉ်ရေးရမှာအရန်ကောင်းကြီးဖြစ်တယ်အယောက်25ယောက်ဗတိဇံခံယူရယ်နော်အများကြီးဝိညာဉ်ရမှာနော်ကောင်းကြီးလာမယ်တော်မယ်တက်တွေအများကြီးလာအောင်ပါဆောနော်ဒါကြောင့်မလို့ဒါတကယ်ဘုရားရဲ့နောက်ဆုံးသောကာလရဲ့နောက်ဆုံးဘုရားခင်လုံနဲ့ဝိညာဉ်အရာတွေဖြစ်တယ်အဲ့ဒီမှာသင်ကပါဝင်တဲ့စိုက်ပျိုးတယ်ဟဲ့လားသင်ရဲ့ဆူတောင်းခြင်းရဲ့စိုက်ပျိုးခြင်းပါဝင်ခြင်းစိုက်ပျိုးခြင်းရအားလုံးကကောင်းကြီးဖြစ်စေလို့နော်အဲကောင်းကြီးဖြစ်စေမှာဖြစ်တယ်ဒါကြောင့်တတိယ ါဝင်ကြပါဆူတောင်းခြင်းနဲ့เนาะအဲ့လိုကိုယ့်ရဲ့စိတ်ထဲစိတ်ဝိညာဉ်တော့မှပေါ်ပြသလိုပေါ့เนาะပါဝင်ကြအဲ့ဒါကောင်းကြီးဖြစ်တယ်ဆရာတော်ကတော့ရှေ့တန်းနေတိုက်တိုက်တယ်အသကုံဖြုတ်တာဆရာတော်ရှေ့ရတယ်เนาะအေးနောက်တန်းနေပါဝင်ပါဆိုတော့ဆူတောင်းခြင်းကလည်းသူပဲလို့ရေးကြည့်တယ်ဘာလို့ဆိုယေရှုကပြောတယ်လေเนาะမင်းတို့ဒီအိမ်ကဒီအိမ်ဒီအိမ်ကိုလိုချင်ဒီအိမ်ထဲမှာရှိတဲ့အရာကိုတန်ရှင်းလင်းဖို့လိုရင်လိုတယ်ဆိုတော့ပြောချင်တာကအေဝံဂေလိဆိုတာစာတမ်းမကြိုက်ဆုံးသောအရာဖြစ်တယ်เนาะ စာတန်ကဂျန်နာလို့ဘာမှမဖြစ်ဘူးအေးဝင်ကလေးတမောင်မကြိုက်ဘူးစာတန်ဘာလို့အေးဝင်ကလေးလို့ရင်အဲ့ဒီအေးဝင်ကလေးရဲ့တကောတော့အပြင်လူတွေတက်တာပြောင်းလဲမယ်ပြောမယ်ဆိုရင်စာတန်ချုံတော်ကြီးလွတ်မြောက်မယ်အဲ့စာတန်သူ့ချုံတော်ကြီးလွတ်မြောက်မှာစာတန်မကြိုက်ဘူးဟုတ်မလားအေးဝင်ကလေးကမဟာတကောတော်ဖြစ်တယ်ရမရောမတော်စာကန်းကြီးတင်ထဲမှာရှင်ပေါ်လို့ကဘာပြောလဲဆိုအေးဝင်ကလေးကြောင့်ငါရှက်ချောက်ခြင်းမရှိဘူးနော်ဘာလို့အင်းဝင်ကလေးကတကောဖြစ်တယ်။နောင်တိုင်းဟင်နေသားလူ ယူဒလူဟိရသလူနော်ဘုရားသခင်ရဲ့အင်ဝင်ဂေလိအပြင်ပြောင်းလဲမယ်နော်ဘုရားသခင်မဟာတကောတော်ဖြစ်တယ်အင်ဝင်ဂေလိဆိုဆိုတော့ဒါကြောင့်ဒါကြောင့်မလို့ပေါ်လို့ကတမန်တော်ကြီးပေါ်လို့ကငါမှချက်ချောက်ခြင်းမရှိဘူးလေအင်ဝင်ဂေလိတောင်ငါမှဘယ်တော့မှချက်ချောက်ခြင်းမရှိရှာတော့နေတရားပဲအင်ဝင်ဂေလိပတ်သက်လို့ဟာလာရပဲဘလောက်ဝဲဝဲရှာတိုးတယ်ရေလေလုံးတယ်နော်ဘာလို့ဒါပဲရှစ်ဆက်အကြောင်းမဟုတ်ဒါဘုရားသခင်လူတွေဒါစာရန်ချုံတော်ကြီးကလေလွတ်မြောက်ခြင်းရာဖြစ်တယ်နောက်ပြီးတော့ထာဝရအပယ်သွားမဲ့ဘွားကလည်း ထာဝရကောင်းတွေကိုဟလာရောက်စေဖို့ရန်အတွက်ကျွန်တော်ကဒီဟာကိုလူတွေပြောမယ်ဆိုရင်ဒါကယ်တင်ခြင်းသတင်းစကားနော်ဆိုတော့တော့အင်္ဂလိပ်ကတကယ်တကိုးတော်ဖြစ်တယ်ဆိုတော့ဒါတော့ဒီကြာကြောင်ဒီဟာကိုတော့အဲထဲမှာကျွန်တော်အသုံးတော်ခံတယ်ညဝဲရောက်စီတိုင်းစတောင်းခြင်းတော်ကောင်းတော့ပါဝင်ကြပါဝင်နေတိုင်းတင်ဆိုင်တိတိုင်းသင်ကြရမယ်စူတောင်းခြင်းနဲ့တင်ဆိုင်ရင်စူတောင်းခြင်းအကျိုးရဲ့အသီးကိုသင်စားမယ်နော်ကျန်တိုင်းနဲ့တင်ဆိုင်ပြောလဲအဲ့ဒီဆိုင်ပြောခြင်းအကျိုးသင်စားမယ်ဟုတ်ပြီနော် ပြန်ဝင်ကြည့်ရမယ့်ရောစီတိုင်းကိုဒါလေးကြော်ကြားခြင်းနဲ့ထပ်ပြီးပြောခြင်းနဲ့အဆုံးပေးလေးเนาะဒီမကြခင်เนาะလာမယ့် Saturday မှာ Sunday မှာ Lancaster မှာရှိရညီကိုမတော်များเนาะကျွန်တော်တို့ဒီ season လေးရှိပါတယ် online မှာလည်းကြော်ညာထားတယ်နေရာအတိအကျစမှာတော့အဲ့ဒီ9နာရီစမှာဖြစ်တယ်နော်အဲ့မှာလိမ့်စာတွေပါပါတယ်ကျွန်တော် flyer လေးကျွန်တော် online မှာတင်ထားတယ်နော်ဆိုတော့ထပ်ပြီးလည်းတင်ပေးဦးမှာဖြစ်တယ်ရောက်စီတောင်ခေါ်ပေးပါတယ်အရောက်စီတောင်ရေရှုနံပါတ်နဲ့ခေါ်ပေးပါရေရှုနံပါတ်နဲ့ခေါ်ပေးတယ် ။အရောက်ဆရာကိုဖျားချင်းကောင်းကြီးပေးပါစေ။အာမင်။အာမင်။ဘုရားရှင်ပါ။ဟိုင်း။ Okay now. Okay. ကျန်လေးဆုံးပြကြမယ်နော်။